စော်ဒီတုံအရှိစံအရှိမင်းသားနဲ့တွေ့ဆုံဆွေးနွေးရင်စီလမ်စကီရောက်ရှိလာရုရှားယူကရိန်းစစ်ပွဲအဆုံးသတ်ရေးဆွေးနွေးညှိနှိုင်းမှုတွေဆောင်ရွက်ဖို့အတွက်ယူကရိန်းနဲ့အမေရိကန်အရာရှိတွေကြားဆွေးနွေးမှုမတိုင်မီတဲ့အလုံးမှာစော်ဒီကိုယူကရိန်းတမရစီလမ်စကီရောက်ရှိလာကြောင်းရိုက်တာသတင်းမှာဖော်ပြထားပါတယ် ယူကရိန်းတမရဟာဆော်ဒီကိုရောက်ရှိလာပြီးဆော်ဒီအင်ရှိစံအင်ရှိမင်းသားနဲ့တွေ့ဆုံဆွေးနွေးပြီးရုရှားယူကရိန်းအရေးကိုအဓိကထားဆွေးနွေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ပဋိပက္ခအဆုံးသတ်ရေးအတွင်းကြီးမားတဲ့တိုးတက်မှုတွေပေးစွမ်းနိုင်မယ်လို့ရည်ရွယ်ပြီးယူကရိန်းနဲ့အမေရိကန်အရာရှိတွေကြားဆွေးနွေးပွဲမစမီသေးတဲ့အလိုမှာဆော်ဒီရှင်ကြစ်တမ်းမျိုးကိုရောက်ရှိလာတာဖြစ်ပါတယ်။ယူကရိန်းအကြက်တဲ့ဖြေရှင်းဖို့နဲ့ရေရှည်တည်တာနဲ့ငြိမ်းချမ်းရေးရရှိဖို့အတွက်ရည်ရွယ်ပြီ နိုင်ငံတကာကျိုးပန်းဆောင်ရွက်မှုအလောင်းအတွက် Sorry Asia မိသားကထောက်ခံမှုအလေးပေးခဲ့ကြောင်း Sorry နိုင်ငံပိုင်းတရင် SPA ကထုတ်ပြန်ထားပါတယ်။တစ်ဖက်မှာလည်းအမေရိကန်နိုင်ငံကြားရေးဝန်ကြီးမာကိုရိုဘီယိုဟာ Sorry နိုင်ငံကိုရောက်ရှိလာပြီးတာမနာထရမ် PRP တိုက်တွန်းနေတဲ့ရုရှားယူကရိန်းစစ်ပွဲအဆုံးသတ်ရေးဆွေးနွေးပွဲကိုတည်ရောက်ဖို့ရှိတယ်လို့သိရပါတယ်။ မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။